ားလုံးပဲမင်္ဂလာပါရှင်။ Putin's Audio Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့ Putin ဖတ်ပြပေးသွားမယ့်ဝိထုတိုလေးကတော့ဆီယာမာကြီးဂျာနေဂျောမမလီရေးသားခဲ့တဲ့ဘာဟီယာဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါရရှင်။ Putin ရဲ့ Channel လေးကနေနေစဉ်ရက်ဆက်ဝိထုတိုကောင်းလေးတွေကိုအမြဲတစင်ဖတ်ပြတင်ဆက်ပေးနေတာမို့လို့ Putin ရဲ့ Audio Channel လေးကို Like and Subscribe လေးလုပ်ထားပြီးတော့ဗီနာအခောင်းလောင်းလေးကိုနှိပ်ကအားပေးနိုင်ပါရရှင်။ ဝင်းမေသည်လက်ထဲကအုံတပြက်စီတူကလေးနှင့်ရေစင်ကို ထိုင်လျက်လဲနေရင်က46ဓမ္ဘောက်က2စီကရက်က1 49စာတီဖြင့်နှုတ်ကလည်းစရင်ကိုတတွတ်တွတ်တွက်၍တင်းနေလေသည်စိတ်ကစရင်ထဲတွင်စိတ်ဝင်စားနေခိုက်တွင်လက်ထဲကတပြက်စီကိုအရက်အနာပေးထားသဖြင့်အတန်မထွက်ပဲတိတ်ဆိတ်နေလေသည် စိတ်ရင်းမကိုက်၍စိတ်ရှုပ်သလိုစိတ်နှင့်ပါဇက်ကိုအနာပေးပြီးအတွက်ရပြန်မှသာလျင်အုံမြတ်တို့ဤတကြည်စိတ်မိတ္တမပေါ်လာပြန်လေသည်တို့တွက်လိုက်လှဲလိုက်လှဲလိုက်တွက်လိုက်လုံနေရာကအတန်လဲမထွက်တွက်လဲမတွက်တော့ပဲတပြက်စည်းကိုသာစုပ်ကင်ထားလျက်နောက်ပေးခွင့်မြင်ကြီးတို့မျက်နာမူလိုက်ကငီးမောနေလေသည် ဝင်းလူစဲနေမင်းဤရောင်ကြည်ချက်အဟုံသည်ဖြတ်တော့သည်ထဲဖြတ်တော့သွားပြီးနောက်မင်းမင်းမိန်မိန်ဖြစ်လာသည့်အထိဝင်းမေဤမျက်နှာသည်ကွင်းပြင်းနေမခွာပဲဆူဆူဆိုင်ဆိုင်တွေလျက်ငွေလျက်ပင်ရှိနေလေသည်ဝင်းမေဤခင်ပွန်းတဲ့ကိုပါသေးမှာတလာ250စာစည်ရည်ကြီးတယောက်ဖြစ်၍၎င်းတို့တွင်သားသမီးလည်းမရှိကြပေကိုပါသေးသည်နာမည်ကသေးသလားဝင်မသေးတော့လဲအပြုအမူအလွန်သေးလေသည် မိသူကိုမဆိုးမိမိအိမ်သို့လာလျင်ကြွေးမွေးလိုက်ရမှကျင်းနေတက်လေသည်၎င်းတို့အိမ်တွင်အဲတယုံယုံဖြစ်နေလျာလာလာသမျှမိတ်တင်ကဟာတို့အားတဦးတယောက်တလေမှမလွတ်ပဲကြွေးမွေးပြုစုဖော်ရွေလာပြီ၏ရုပ်အစွာသောလက်ဖက်ရည်ကလေးတစ်ခွဲများမတိုက်လိုက်လာလျင်လက်ဖက်ရည်ကလေးမှမတိုက်လိုက်ရဘူးကွာဟုတတို့တို့တဖွာဖွာနှင့်ပြော၍မဆုံးနိုင်ရှိပေလေသည် ဝိမိန်မမိဘလက်ထဲတွင်မွေးချင်းပေါက်ဖို့များအ내ရဲရဲရော့ရော့အရှိဆုံးဖြစ်သူတဦးဖြစ်၍သူကိုယ်တိုင်ရဲ့ရောနေသဖြင့်မိမိ၏အိမ်တွင်အစည်းအိမ်တက်နေခြင်းအတွက်စိုးကြိုးကောင်းကြိုးကိုတခုံးမှမပြောဘဲလင်းဤစေတနာကိုသာတွင်တွင်ကြီးပါရမီဖြည့်ခဲ့သူဖြစ်ပေသည် ဝင်းရဲ့ဧည့်သည်ဟေးဟုဆိုလိုက်လျင် လုံနေသည့်အလုတ်ကိုချ၍လက်ဖက်ရည်ကိုအပြေးကလေးဖြောပြီးဧည့်သည်ရှိရသူယူလာသည့်အခါ၌ဧည့်သည်နာမရောက်ခင်ပင်ကိုပါတိကကပြကရထား၍မျက်နှာချင်းဆိုင်ယူလိုက်ကဒါပဲလားဝင်းရမုံကလေးကိုဟိုမတက်မတာမျက်နှာထားနှင့်တိုးတိုးကလေးလှုပ်တက်လေးရထိုအခါမျိုး၌ဝင်းမေကဟုတ်ဟုတ်ကဲဟိုဟိုလိုလိုဒီလိုလိုပြောခဲ့ပြီးလျင်အိမ်ရှိသူထွက်မလာရတော့ပဲနောက်ဖေးနိုင်တာထား၍မှိုက်ပုံချနေမိလေတော့ဤ သူတို့ယောက်ျားတွေဟာသူတို့ပေးတဲ့ငွေဟာဖယ်တင်းမဆိုဘဲအခါမဆိုလူတိုင်းအကုန်ရနိုင်တယ်လို့များထင်နေကြသလားကြက်နေသလားကုန်နေပလားလို့မှမတိုက်ဆရတော့ဘူးဟုအောက်မေ့ရင်မုံနဲ့ထက်ရွေမထွက်နိုင်ခြင်းကိုစိတ်မကောင်းဖြစ်ကတပ်ပြင်းသာတွင်တွင်ချမိသည်မှမကြခဏဖြစ်ခဲ့လေသည် အိမ်အောင်ကြွေလာကြပြီးနာမိမိတို့၌တာသမီလည်းမရှိကြကြီးတော်တယောက်သာစားသူရှိ၍ရသည်လာက250နှင့်အိမ်တော်စရိတ်မှလောက်တည်ဟု၍ဘယ်တော့အခါမှမရှိခဲ့ပဲမိမိဤမိဘထံမှပါလာသောလက်ဝိလက်စားကလေးများပင်ဖဲ့ရွယ်ထည့်နေရသေးရာဒီလာဖြင့်စုမိရှေ့လာဖြင့်၍မိဟုခဲ့သည်များလည်းဘယ်လာမှမှအရာမထင်ပဲအပိုးအကျွေးများပင်တင်တင်လာနေခြင်းအတွေ့အိမ်အောင်ပြုရသည့်မိမိဘဝကိုစဉ်းစားတိုင်းစဉ်းစားတိုင်းလင်ကောင်းသားကောင်းကိုရပါလျက် ယခုလိုပူပင်ကြောင်ကြဆိုင်ညရသေးသလားဟုတွေးရင်တွေးရင်မျက်ရည်ကလေးကတလဲလဲဖြစ်နေပါတော့သည်ကွင်းပြည်ကြီးတစ်မြို့တစ်ခေါ်ကိုလမ်းကြည့်နေတော့လဲသူမြင်နေရသည်မှာမြမစကားမပီတပီနှင့်မဲမဲရွရွပြောမိနှုတ်တဲ့ကလာကြီးဤမျက်နာပင်ဖြစ်ပေသည် နက်ဖြန်နနက်လင်းဟင်းလင်းချင်းရှေးဥစွာတွေ့ဆုံရမည်သူမှနှုတ်ကလားဖြစ်၍ဖြင်းရှိရမည်ပြဿနာမှာဆိုင်အောင်လေးဟုဆိုရုံနှင့်ပြီးမိကို မဟုတ်ပုံကို တွေးရရင်နေနေပြီးတော့သည် ကိုပါသေးကိုမိမိစိတ်တိုင်းကြရွေးချယ်လက်ထက်ခဲ့ခြင်းဖြစ်သည်ချစ်လွန်၍လည်းကိုပါသေး၏အကျင့်ကိုသိငင်းခံနိုင်နေလေသည် တခါတည်းလင်းအချိုက်ကလေးကိုရွေးရဲဝဲချမ်းချက်ပြုတ်သည့်အခါမျိုး၌တော်လကား လင်းနှစ်တရားကိုနေကုန်နေခန်းဖွဲ့ဖွဲ့ရရလောက်ကင်ထားသည့်အခါမျိုး၌တို့၎င်းမိမိအားအကြောင်းတစုံတရားမကြားပဲဧည့်သည်တွေကို ခေါ်၍လာပြီးစားကြပါစားကြပါနှင့် တွင်တွင်ကြီးဖိတ်ခေါ်နေခြင်းကြောင့်ဝိမိမာမိမိစီမံဖန်တီးထားရသည့်တယောက်စာအထူးကလေးကိုအများအတွက်ပါမြတဝက်ပြီးပေါ်စာဟိလှလိုက်ရသည့်အခါမျိုးတွင်စေတနာပယောက်ပယက်နှင့်အောက်တသက်ကြီးဖြစ်သွားမိလေသည် ထို့သောကိုပါထီတရားလှိုင်းစေတနာလှိုင်းများကနေစဉ်နေတိုင်းရိုက်ပုတ်ခတ်တိုက်နေလျာဘတ်ဂျက်ကိုတတိတိစာရွေလာလေသည် မိဘလက်ထဲတွင်မပူမပင်မကြောက်မကြာနေခဲ့ရလျက်လင်းလက်ထဲတွင်မှဤเจ้าဤချက်တွေကြောင့်ပူရပင်ရချွေးနေရင်ဆိုင်တို့ရသည်ကိုစိတ်မချမ်းမသာဖြစ်လာသဖြင့်မိမိတို့၏အိမ်ထောက်စည်းပွားပြဿနာကြီးကိုတမျိုးတဖုံပြုပင်ပြောင်းလဲရန်အတွက်မိမိခင်မုံအားယနေ့ညပြောမိဟုထိုနေ့တွင်ကစိတ်ကိုထုံထုံချပြလိုက်လေတော့သည် စားတော့ပြီးစေးကြောသိမ့်စီနေတော့ပဲဟုမှတ်ထင်ပြီးလည်ရင်ကိုပါထေးလည်းအပြင်းမထွက်ပဲမိဖို့တဲ့ကဝိမေအတွက်ကိုပလက်ကလက်ထိုင်ပေါ်တွင်ထိုင်လျက်စောင့်နေလေသည် မိမိဤတငယ်ချင်းတယောက်ကဘုံကျဲပြီးပျက်စီးသည့်အထဲတွင်မရပါသောသဖြင့်ကလေးတွင်နေဒုက္ခရောက်နေသည့်အကြောင်းနှင့်တကွငွေ90ကို အရတောင်းနေသောကြောင့်တပတ်ခါလာကထုံမှလာယူပါရန်ဂတိပေးခဲ့ခြင်းအတွက်လာတောင်းလျင်ပေးလိုက်ရန်ဝင်းမေထွက်လာလျင်ဝင်းမေအားမှပြောထားရန်စကားအစဉ်သိရှိလေသည် နေဝင်ဖြိုးပြတွင်ထမင်းစားပြီးကြပါလျက်ယခုမှောင်သည့်အတိုင်းဝိမေထွက်မလာနိုင်သည်နှင့် ကိုပါထေးလည်းဝိမေရှိရာနောက်ဖေးပေါက်သို့ထလာခဲ့ရာဝိမေကလည်းအထွက်နှင့်တကားပေါက်တွင်စုံမိကြလေသည်ကိုပါထေးလမ်းလျှောက်မထွက်ဘဲကိုဟုဝိမေကပြောရင်းနှစ်ယောက်သားအိမ်ရှိသို့ရောက်ကြပြီးကိုစီကလည်းထိုင်များတွင်ထိုင်ကြလေသည် ဒီနေ့မလျှောက်တော့ဘူး။ဒါနဲ့ကိုမြားနဲ့တွေ့တယ်။သူ့မှာမိမသေးပြီးအတော့ကိုဒုက္ခဖြစ်နေတယ်။အဲ့ဒါသဘက်ခါသူ့လိုက်ရင်မနှက်ပြန်ညနေထုံးမဲ့လာခတဲ့ကသူ့ကို90ပေးလိုက်နော်။အင်းမလို့အင်းမလို့ဝိမေကငုတ်တော့ကြီးလုံနေသည့် အတွက်ကိုပါသေးတွင် အစင်းစားရခတ်သွားပြီးလျင်မပေးချင်လို့လားဝင်ဟူအံ့ဩသည့်အမူအရာနှင့်ဝိမေအားမေးလေသည်။တို့တို့မေးလိုက်ရင်မေးလိုက်ချင်းဝိမေကကောက်ကငင်ကမြင်းမြန်ဆန်းဆန်းမင်းဟုတ်ကဲ့မပေးချင်လို့ဟုဖြေပြလိုက်လေသည် ။ဘာပြောရဲဝင်းမေမပေးချင်ဘူးဟုတ်လား။ဘာဖြစ်လို့လဲ။အော်ဝင်းမေကက်ဆီနိုသလား။ကက်ဆီနိုသလားဆိုသောစကားကြောင့်ဝင်းမေသည်ဒေါသထောင်းငနေထွက်သွားလေသည်။ဟုတ်တယ်။အခုကက်ဆီနိုတော့မလို့အဲ့ဒီလိုကက်ဆီနိုမယ်ဆိုရင်ကျုပ်ကတော့ကက်ဆီနိုမဲ့လူနဲ့နေရတာစိတ်ဆင်းရဲဆုံးပါပဲ။ကျမကလည်းစီးမရှိကမ်းမရှိနဲ့လူနဲ့နေရမှာစိတ်ဆင်းရဲဆုံးပါပဲ။ ကျုပ်ကဘာစီးပန်းမရှိလို့လဲဟုကိုပါထေးလည်းဒေါသထွက်လာ၍ငေါက်ဆက်ဆက်မေးလိုက်လေသည်အဝင်နဲ့အထွက်မြက်မြတ်တက်တာဘာမှမတုံပဲတလက်ဟောဖြုံးနေတာစီးကမ်းမရှိတာပေါ့ငွေသုံးတာကမင်းမဟုတ်လားကျုပ်ကဘာဖြုံးလို့လဲမြင်းလောင်းတလားဖဲရဲတလားပြောစမ်းပါငွေကြိုက်တာကတော့ကျမပါပဲတရားမရှိသုံးတာဖြုံးတာက ရှင်ပဲရှင်ကိုဖဲရိုက်တယ်မြင်းလောင်းတယ်လို့ပြောကြရအပြစ်မရှိပါဘူးရှိတာက ဧတယုံယုံနဲ့အိမ်သေးရောအိမ်ပြင်ရောဒိုင်ခံရွေးထားရကလုံနေတာကိုကျမကပြောတာပါဒါလားွယ်တရားမရှိတာကျုပ်အိမ်ကိုလာတယ်ကျွေးတယ်မွေးတယ်ဒါကာလဒါနဒီတရားမျိုးကိုလူတိုင်းမွေးနိုင်သလားကျုပ်တို့လူမျိုးမှာဒီဒါနဟာအမှုမြတ်ဆုံးမဟုတ်လားအဲ့ဒီစိတ်ကြောင့်အဲ့ဒီလူမျိုးခတ်နေတာပေါ့လုံလုံပြောပြီးတိမ့်တိမ့်လောက်တာခတ်တာပေါ့ဖះဟောတဲ့တရားကတဖို့ကိုစု တဖို့ကိုလူ တဖို့ကိုသုံးတဲ့ အလုံးကာဏဌာနလုတ်ပြဖို့လို့မဟောပါလားလူတယ်ဆိုရင်လဲစေတနာသုံးတန်ပြထမ်းပြီးလှူရမယ်မလူခင်တခါလူတုံးတခါလှူပြီးတခါစေတနာဆိုသုံးခါဖြစ်မှလဲလူရကျိုးနဲ့တဲ့အခုလိုကာဏဌာနမျိုးကိုမလူခင်လူတုံးဖြစ်တယ်ထားပါအောင်လူလဲပြီးရောဒါကဝင်တင်ဝင်တက်လာရင်လဲစေတနာဖြစ်ပါအောင်မလားဒါကြောင့်တဒါနဲ့ပညာမျှရမယ်လို့ဖခင်ကဟောတာပဲကိုပါထေကနှုတ်ဆက်နေလေဤ ဒီပြည်ကလူမျိုးကိုပဲစီကံမရှိပါဘူး။လာကျင်တဲ့အချိန်လာစားတယ်၊ပြန်ကျင်တဲ့အချိန်ပြန်တယ်။လူတကာလို့စာမမစာမလည်းမဟုတ်ဘူး။ဒီအချိန်ကြမှမကြမှလည်းမဟုတ်ဘူး။ဘယ်ခါမျိုးပဲဖြစ်ဖြစ်ကျွေးနိုင်မွေးနိုင်အကုန်ခံနိုင်မှလူဝိတရားကြည်တဲ့ထင်ကြတယ်။သူများတိုင်းပြည်မှာတအိမ်ကိုသွားစားခြင်းရင်ကြိုတင်ပြောရတယ်။အိမ်ကလူကလည်းဒီလူကိုကျွေးခြင်းရင်ကြိုတင်ဖိတ်ရတယ်။အဲ့ဒါလိုဖိတ်ပြီးအတိပေးပြီးမှတတ်နိုင်တဲ့လောက်ကြကြနနကြီးကိုကျွေးကြတယ်။ ီစနစ်ကိုကျမတိတ်ကြိုက်တယ်မြမပြီမှာတော့ထမင်းစားနေတုံးရောက်လာရင်ရဝေးဧည့်သည်လားဘာလားမကြည့်ဘူးစားပြီးသားလားမစားရသေးဘူးလားနားမလဲဘူးတခါတည်းခေါ်ပြီးအတင်းကျွေးတာတိတ်ဆိုးတာပဲစားရတဲ့လူအဖိုးလည်းဆိုးတာပဲအရှိမကလည်းအရှိလူလောက်တိုင်းချက်ထားတာဧည့်သည်ပြုံးကနေစားမယ်ဆိုတော့ချက်ဖို့ပဲမလဲအချိန်နောက်ဖေးပေါက်ကပြေးပြီးမတက်အတန်ဝေရတယ်မဟုတ်လားပြီးရင်နည်းနည်းချင်းချင်းဝယ်လို့ကိုမဖြစ်ဘူး ဲ့တယ်ဘူးဆိုတော့ပို့ပို့မူမူဝေရတယ်မဟုတ်လားဒါဟာတစ်ကြိမ်တစ်ခါပဲကောင်းတယ်ဒါမျိုးအကြိမ်ကြိမ်အခါခါဆိုရင် အမျိုးမျိုးထိခိုက်တာပဲဒီပြင် ပြီမှန်စားချိန်လဲသွားခဲ့တယ်စားနေတယ်ဆိုရင်လဲစောင့်နေရတယ်မခေါ်လို့မကြွေးလို့ရိုင်းတယ်ရဲ့လို့ထုံးစံကိုမရှိဘူးရှင့်လိုလာလာသမျှလူကိုကာဖီနဲ့မုန့်နဲ့အချိန်ချင်းတနေ့ကိုလုံမနေဘူးစားတော့တောက်တုံရောက်လာလို့ကြွေးရတာထက်စားပြီးတောက်ပြီးချိန်မှရောက်လာလို့ကြွေးရတာဟာဘလောက်တာဝန်ကြီးတယ်လဲဒါကြောင့်စည်းကမ်းမရှိဘူးလို့ကျမပြောတာအဲ့ဒါကဘလောက်များထိခိုက်သွားလို့လဲ ဘလောက်လို့ရှင်မေးတယ်လားရှင်ရတဲ့လကမှ၃ပုံ၂ပုံဟာအဲ့ဒီလိုအပူကုန်နေရတာပဲရှင်တို့ပေးတဲ့ငွေဟာဘယ်တော့မှသုံးမကုန်နိုင်သလိုပဲဘသူဘလောက်ပေးလိုက်ပါဘလို့ကျွေးလိုက်ပါကန်းလိုက်ပါနဲ့တိတ်လွယ်တာပဲဒီမှာဖြင့်တလားနဲ့တလားအလင်းမိဖို့ကိုမပြောနဲ့တော့လာဝယ်လောက်ကြရင်ဘာရောင်းရပါမလဲဘာပေါင်ရပါမလဲနဲ့ပူနေရတာပါပဲအိမ်သုံးစင်းရင်မလဲစံစီငရုတ်ခေါင်းမယ်တက်နိုင်တဲ့ငွေကနင်းနေ အပူပါဟီရကတူတီတူတီနဲ့ကုန်လိုက်တဲ့ငွေဟာအများကြီးဆိုတာရှင်တခါလောက်ကျမတာဝန်ကိုယူဆန်းကြည့်ပါလားမြမအိမ်တော်ကိုတတ်နေတာဘာဟီရပဲဝင်ငင်နေတဲ့အိမ်တော်မှသာဆိုးတာပေါ့ဘယ်အိမ်မဆိုမေးချင်စမ်းပါဘာဟီရကအနေနဲ့အများနှိမ့်ဆက်နေတာပဲပြောတော့သာတူတီပါရသုံးတော့တတိတီနဲ့လုံးကြီးခဲကြီးထက်ကုန်သေးတယ် ဒါကြောင့်ဘာဟီယာစင်ရင်ကိုလျှော့ပြီးအဝင်နဲ့အထွက်တိုင်းပြီးရှေ့လျှောက်ကြစ်ကြစ်သုံးတော့မလို့ဆိုတာရှင့်ကိုအသိပေးပါတယ်။ဒါဖြစ်ရင်ဒီငွေ90မပေးဘူးလို့ဆိုလိုတယ်ပေါ့။ဝမ်းနေပါတယ်ကျွန်မမပေးနိုင်ပါဘူး။အော်ကျုပ်ကိုမြအပေါ်မှာမင်းကြောင့်ပြက်ကွက်ရမယ်လား။ကျွန်မကပြက်ကွက်တာမဟုတ်ပါဘူးရှင်က ပြက်ကွက်တာပါ။ရှင်ကျွန်မကိုမေးရမယ်။ အိမ်ရဲ့ငွေအခြေအနေကိုစုံစမ်းမေးမြန်းပြီးမှရှင်းလုပ်ရမယ်။အခုတော့ရှင်းသဘောနဲ့ရှင်းလုပ်လာတာမို့ရှင်းကသာကျမအပေါ်မှာပြက်ကွက်တာပါ။ဘာပဲဖြစ်ဖြစ်ဒီငွေကိုကြုတ်ပေးရမယ်။ပေးပါ။ငွေဟာရှင်းငွေပါပဲ။ဒါပေမဲ့ရှင်းကျမအပေါ်မှာတော့ပြက်ကွက်တာပဲ။ထို့သောပြောပြီးဝင်းမေသည်မျက်ရည်ပေါက်ကြီးများကျလာသဖြင့်အခန်းထဲသို့ထသွားလေသည်။ခိုင်ရန်ဖြစ်ဖို့ကိုမဆိုထားနှင့်ခွန်ကြီးခွန်ငယ်ပင်တခါမှအကျင့်မရဘူးကြသဖြင့်နှစ်ဦးစလုံးစိတ်နှလုံးထိခိုက်သွားခြင်းမှာအရှိန်တဲ၍မရနိုင်အောင်ဖြစ်ကြလေသည် ထိုနေ့ညတွင်ကိုပြထေးတပင်းတွင်တွင်ချနေသလိုဝိမေဤမျက်ရည်များသည်လည်းကောင်းပေါ်သို့တွင်တွင်စီးနေလေသည်တယောက်ကိုတယောက်စကားမပြောကြတဖက်သို့လှည့်ရည်သာတွင်နေကြလေရ၎င်းကျော်မှကိုပါထေးအိပ်ပျော်သွားလေသည်ဝိမေကလင်းသည့်တိုင်တမင်းမှမမေ့ပေနနက်တွင်ကိုပါထေးလည်းထမင်းမစားတော့ပဲအိမ်မှထွက်သွားလေသည်ဝိမေသည်မိမိအားမခေါ်မပြောလှုပ်သွားသောကိုပါထေးအားတစ်နေ့လုံးစိတ်နာပြင်းနာနေလေသည် ငါမိဘလက်ထက်ထဲတုန်းကတော့90ငွေများငွေလို့တော့မထင်ခဲ့ဘူး။ငါအပေးကန့်ရရောတာမြို့တိရွာတိပဲ။အခုဖြင့်ဒီငွေ90လောက်များပြောနေရတယ်။ငါမပြောချင်ပဲနဲ့ပြောရတယ်ဆိုတာသူသိမှာမဟုတ်ဘူး။ငါဒီစကားကိုပြောရတာဘလောက်ရှက်တယ်ဆိုတာငါဟာငါပဲသိတယ်။နေအောင်စလုံးစေတနာတန်နေရင်ဒုက္ခရောက်မှာမို့လို့အမုန်းခံပြောလိုက်ရတယ်။ငါကတော့အထင်သေးမှာပဲ။သေပစီတော့သေပစီတော့ငါအကြောင်းပဲဟုတကူတဲ့တွေးရွှေနေလေသည်။ ကိုပါသေးတွင်လည်းရုံးတွင်ဘာလုံးမှစိတ်မဝင်စားငါအထင်ကြီးတာမှားတာပဲရေရောတယ်လို့ထင်မိတာလည်းလွဲတာပဲလက်ဆက်သက်တော့တွန့်တူတက်ပါကလားရှေးလျှောက်ဒီလိုပဲစိတ်ဆင်းရဲရတော့မှာပဲထင်ပါရဲ့ငါအကြောင်းပဲဟူမိမိကံကိုသာတွင်တွင်ကြည့်အပြည့်တင်နေလေတော့သည်ညနေတိုင်းအိမ်ပဝတွင်တွေ့ရသောဝင်းမေကိုမတွေ့ရသဖြင့်စိတ်ထဲတွင် ဟာတလူလူဖြစ်၍သွားလေသည် သူဖြစ်တော့လဲဝိမိရှိရာနောက်ဘေးသို့လည်းမသွားခြင်းတဖြင့်အဝေစားလဲပြီးကရင်ပေါ်သို့လဲလိုက်လေသည်ယခုလိုလာစာထုတ်လာသည့်နေမျိုး၌မိမိသည်ဝိမေအားလာခထဲလာသည့်စာအိတ်ကိုလက်ဆောင်ပေးတကယ်သို့အာရပါရပေးနေကြဖြစ်ခဲ့တော်လဲယနေ့တွင်ပေးရမည်လူကပင်မမောက်ရပဲကြောက်နေရဘူးကဲ့သို့ဖြစ်နေပါတကားဟုတွေးတော်ရင်းစိတ်မသက်မသာဖြစ်နေလေသည် ကိုပါထေးလည်းပက်လက်လန်းနေရာမှာမှောက်လိုက်ပြီးခေါင်းထဲသို့လက်သွင်းလိုက်လျာစာ အုပ်ကိုစုံမိလျက်သားဖြစ်တဲ့ဖြင့်ဆွဲထုတ်၍ယူလိုက်လေသည်။စာအုပ်ကိုအိမ်သုံးစည်းရင်းဦးရေးထားလေသည်။ကိုပါသေးသည်တရွက်ပြီးတရွက်လှမ်း၍ကြည်လေသည်။၎င်းရှင်တန်းစည်းရင်းဆိုင်မြင့်နာဤနောက်တွင်ရက်စဲနှင့်တကနေစဉ်စည်းသုံးပစည်းရင်းနှင့်ဘာဟီယအသေးသုံးစည်းရင်းကိုတွေ့၍ဘာဟီယစည်းရင်းကိုဖတ်ကြည့်ရာဧည့်သည်လားတံပောက်ဝယ်အိုင်စခရင်ပိုးပေးဝတ္တာဟင်ပိုးပေးဧည့်သည်များနှင့်အပြင်ထွက်၍ယူသားငွေ တံပေါက်ထမင်းကျွေးရ၍ရှာလက်ပတ်ရည်တိုက်တံမြာတိဖို့ပေးတရင်စာဘူးရုံစည်းရေးကိုအေးငွေ30ချီတကြားမလောက်၍ထက်ဝဲတကြားထက်ဝဲမုတ်ဝဲအဲ့တဲ့တဲစီးကရက်ဝဲတင်းငွေနေနဲ့မုံဟင်းကားလှုပ်ကျွေးသည့်စရဲ့အထွေထွေဟင်းဝဲဟင်းဝဲအပြင်ထွက်ရကုန်ခဲ့သည့်ငွေငွေ160ချောရွေနေလေသည်ကိုပါသေးသည် စာအုပ်ကိုလက်ကလှုပ်မချပဲအကြောင်းသားပြွရွေကြည့်နေလေသည် ်ထို့သို့ကြည့်ရင်ရင်ထဲတွင်ကရုံကရင်ကြီးဖြစ်လာသဖြင့်လက်များပါတုံရင်နေပြီးမှတစုံတစ်ခုကိုစဉ်းစားမိတဲ့ကဲ့သို့စာအုပ်ကိုပြစ်ချလိုက်ပြီးခရင်ပေါ်မှခုန်ချပြီးလျင်မိဖို့ဆောင်သူပြေးလေသည်မယုတ်သေးထောင်းနေသောဝိမေကို ဘာမပြောညာမပြောလက်ကိုအတင်းဆွဲပြီးအိမ်ထဲသို့ခေါ်သွင်းလာပြီးလျင်ရှက်အင်းကြီးအိတ်ထဲမှငွေများကိုဝင်းမေကြီးလက်ထဲသို့ထည့်ရင်းဒီတခါတော့ခွင့်ပြုပါဝင်းရဲ့နောက်ကိုကျုပ်ဒီလိုမလုပ်တော့ပါဘူးရှေလာတွေရှေလာတွေထဲမှာဒီလိုပါဟီရမများစေရပါဘူးစိတ်ဖြေပါဝင်းရဲ့ဟုထပ်တလဲလဲတောင်းမန်နေလေသည် ကိုထေကဝင်းတမီကစီနေတယ်လို့ပြောတယ်ရဲ့လို့ထင်တာကိုတိတ်ပြီးဝမ်းနေတာပဲဝင်းဒါတခုတော့တသက်လုံးမေ့နိုင်မယ်မဟုတ်ဘူးမေ့ပါဝင်းရဲ့ကိုထေဝင်းကိုကစီနေတယ်လို့မဆိုပါဘူးဆိုရင်လဲဝင်းတော့တိတ်ဝမ်းနေမိမှာပါပဲဝင်းကတော့ဝင်းဝင်းနဲ့သုံးဝေကိုမျှတအောင်ဝေကိုင်းသုံးနေရတဲ့သူဖြစ်တော့နားလေပါတယ်ဝင်းရဲ့နားလေပါပြီဝင်းမေ့ပြစ်လိုက်ပါတော့ ဟုတ်ကဲ့ပါရှင်ဒီနေ့ပူတင်ဖက်ပြပေးထားတဲ့ဝိထုတူလေးကတော့ဆရာမကြီးဂျာနေကျော်မမလေးရေးသားခဲ့တဲ့ဘာဟီယာဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်အားလုံးပဲကြိုက်နှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်ရှင်နောက်နေ့နေ့စဉ်ရက်ဆက်တွေမှာပူတင်တို့ channel လေးကနေဝိထုတူကောင်းလေးတွေကိုအမြဲတင်ဆက်ပေးနေရမှုလို့ channel လေးကို like and subscribe လုပ်ပြီးတော့အားပေးကြပါဦးเนาะအားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေရှင်